အားလုံးဝမင်္ဂလာပါရှိတဲ့ဘက်ကကလေးတွေကြောင့်အတားနဲ့ပတ်သက်ပြီးပြောပြပေးပြီဆိုတော့ဒီဘက်ကစီထိုးတာအကြောင်းလေးကိုပြောပြပေးမယ်နော်ချက်ကလေးနဲ့တပါတယ် immigrant visa နဲ့လာတဲ့သူတွေအတွက်ကလေးတွေပါလာတဲ့သူတွေအတွက်ပေါ့နော်ပထမဆုံးအမေရိကန်ကိုစရောက်ပြီးဆိုရင်တပတ်လောက်တော့နားပေါ့음တပတ်လောက်နားပြီးတာနဲ့ကျွန်တော်ဆက်စားဦးဆုံးလောက်ကမြန်လောက်က ကိုနေတဲ့ပြည်နယ်ရဲ့ဘောပါရက်စန်တော့တော်ပြီရောကြောင်းအချက်မှလည်းပြောရတယ်ကြောင်းအချက်နဲ့လို့ပြောလိုက်ဆိုရင်သူကဘာလဲတောင်းမလဲဆိုတော့ကျွန်တော် ID တို့ social တို့ပေါ့စာဆန်ရောက်ချင်တော့ကျွန်တော်တို့က social တွေ ID တွေမရှိတဲ့အတွက် immigrant visa ပါတဲ့ passport ချူသွားတယ်နောက်တစ်ခုကကိုလက်ရှိတဲတဲ့အိမ်ရဲ့ အင်မရှင်နာမည်နဲ့လာတဲ့ဖုံးပေတို့မိသားပေတို့ရေပေတို့ပေါ့ပေတမျိုးမျိုးအခေါ်ဆောင်လာတဲ့ပေတို့စိုင်းနှဲ့အိတ်ကိုယူသွားပါတယ်ထောက်ခံချက်အနေနဲ့ဒီမှာနေတဲ့ဆိုတဲ့အကြောင်းပေါ့နော်ဘာလို့လဲဆိုတော့သူကဒီအိမ်နဲ့နေတဲ့အကြောင်းလေးကိုချပေးမှာ ਈ ဦးအဲ့ဒါလို့တယ်ပြီးတော့ကျွန်တော်တို့ကလေးတွေကိုကာကွယ်စည်းထိုးပြောပါမယ်ကာကွယ်စည်းထိုးပြောမယ်ဆိုရင်တို့ကကာကွယ်စည်း ဟုတ်ထိုးခဲ့တဲ့မှတ်တမ်းနေရှိလားမေးပါလိမ့်မယ်ဒီလိုမြန်မာနိုင်ငံမှာထိုးခဲ့တဲ့မှတ်တမ်းနေရှိလို့ရှိရင်တို့တွေပြန်လိုက်ဟုတ်ကောင်းပါတယ်မရှိဘူးဆိုလဲတို့အတက်ကနေပြန်စပြီးရောထိုးပေးတယ်ဒီမှာကအသက်ဆက်ရှင်နဲ့မပြည့်တဲ့အကြောင်းသားတိုင်းလိုလိုကားပဲစထိုးရတာ။ဘာရန်စန္ဒာကနေပြီးတော့အာစထိုးဖို့အတွက်ဆေးကန်းလိပ်စာတွေ၊ဒန်တဲ့အတွက်ဆေးကန်းလိပ်စာတွေကိုပေးပါလိမ့်မယ်။အဲ့ဒါမှကိုကကြိုတင်ပြီးတော့ appointment ယူရပါတယ် appointment ကလည်းချက်ချင်းမရတဲ့အတွက် appointment date ကိုစောင့်ရတယ်เนาะ appointment date ကိုစောင့်ပြီးတော့ appointment date ကြာလို့ရှိရင်တော့ပြီးတော့ကျွန်တော်စီကန်းမှာဖောင်လေးဖြည့်ရတယ်ဘာဖောင်လဲဆိုတော့ကလေးကဥမာကြည်ကြည်မမခွက်စီဘူးလားရှိလားဈေးရုံတက်ခဲ့ဘူးလားနောက်ခုကပါနေပါစားစားလေးနဲ့မတည့်ဘူးပဲစေးလေးနဲ့မတည့်ဘူးဒါမှမဟုတ်အစားတပြည့်ဟောဖြစ်ပြရ ဲ့ဒါမှကျွန်တော်တို့တတိထားရမယ်တစ်ချက်ကကလေးရဲ့နာမည်နာမည်ဆိုတာကဒီမှာကဟို fan name မကျဲ last name ဆိုပြီးလာတယ်အဲ့ဒါကိုနာမည်တို့မွေးတက်ကြတဲ့တော့မှမှန်ကန်ကန်ဖြည့်ပေးရတယ်တို့စလစ်ထုတ်ပြီးတာနဲ့ပြန်စနာမည်တွေဟိုပါပေါ့ fan name မကျဲ last name ရမွေးနေတွေပြန်စစ်ပါဘာလို့လဲဆိုတော့ ဏပြီးဖြစ်ပြန်တဲ့အတွက်ကြစ်ပြန်ထုတ်ပြီးအဲ့ကလေးတွေအတွက်ကိုတန်ဖိုးရာတွေမက်ဒီကယ်ကက်တလားတလားကက်ကို ထုတ်ပြလိုက်မှာဖြစ်ပါတယ်အဲ့တလားကက်ပြီးတာနဲ့သူကကလေးတွေအတွက်မက်ဒီကယ်ကက်ဟိုထုတ်ပြမှာဆိုတဲ့အတွက်နာမည်ကမှားလို့မရအောင်အဲ့ဒီမှာတစ်ခုလောက်အကြံပေးချင်တာကတော့နာမည်ကိုပေါ့ဟိုဒီလိုလာမယ်လို့ရည်ရချက်ရှိတဲ့လူတွေကတော့ကလေးတွေနာမည်ကိုရွရွရှင်းရှင်းနဲ့ အလွယ်ကူဆုံးပေးထားရင်ပေါ့ကောင်းတယ်ခင်ဗျာအားလို့ဒီမှာကနာမည်လေးတဲ့မြန်မာကျွန်တော်တို့ကမြန်မာဆိုတော့မြန်မာလို့ပေးထားတယ်မှာပြန်ခေါ်လို့ရှိရင်နည်းနည်းလေးအခက်ကလေးတွေးကြရတယ်ပေါ့နော်ဒါလေးတွေအကြံပေးချင်တာပါအဲအပိုင်မန်ပြေလို့သွားပြတဲ့နေကြတော့ကျွန်တော်တို့ကအင်္ဂလိပ်လိုသိနာမလဲသိလို့ရှိရင်အမဆင်းချက်မှာ translator လိုတယ်လို့ပြောလိုက်ရင် translator မြန်မာ translator နဲ့ချိန်ပေးပါတယ်ပြီးတော့ ကိုနေတဲ့အိမ်နဲ့နီးစပ်ဆုံး CBS စီဆိုင်ဒီဇိုင်လောက်ကိုအရင်ဆုံးပေါ်ရှာထားပါအဲ့မှာဘာလို့ဆိုတော့ကလေးအတွက်စီးတွေပါလေလို့လို့ချင်းစီးပါမှာထုတ်လဲမေးပါလိမ့်မယ်အဲ့ဒါကြောင့် CBS စီဆိုင်လေးတွေကိုရှာထားပါဟိုစီကန်းပြတာတော့စကားဝဲတိထုံလာတာတပိုင်းပြီးတန်တဲတော်ရီအတွက်ပါသူကအပိုင်မန့်နဲ့မှချက်ကလာမှာတော့နည်းနည်းလေးတော့အလုံးရှုပ်တယ်ပြီးတော့ဟိုစီကာခွက်သေးထိုးတာဟိုတနေရာဟို တန်တဲ့အတွက်ကတဏျာတစ်ခါလေးကြတော့လဲအိုက်စီကမှာပဲဖြစ်တတ်ပါတယ်။ဟိုအေးတိုင်းတော့မတူကြောက်ပေါ့နော်။ကလေးတွေအတွက်စေထုတ်လို့ရှိရင်ခုနကျွန်တော်ပြောတဲ့တလားတမ်မိုရိုင်းကတ်ကလေးနဲ့စီပီအမ်မှာထုတ်လို့ရတယ်။တလားပြစ်ပြီးလို့ရှိရင်ဗန်နီဖစ်ကတ်ကလေးကျွန်တော်ခြေထိုက်ကနေပြီးတော့မမိနေတဲ့လိပ်စာအတိုင်းအောင်ကလေးတွေအတွက်ဗန်နီဖစ်ကတ်ပန်းရောင်ကတ်ကလေးအိမ်ရောက်လာပါလိမ့်မယ်။နော်။ဒါကလေးတွေအတွက်ဦးစားပေးဆိုတဲ့အတွက်ဟိုအဆင်ပြေပါတယ်။ပြီးတော့သွားအတွက်လည်း အဆင်ပြေတယ်ကလေးတွေအတွက်ကနော်ပထမဦးဆုံးစေကန်းစပြပြီဆိုရင်နောက်အပိုင်းမှာတက်ကိုတော့ထချက်ပြီး